အားလုံးပဲမင်္ဂလာပါခရစ်တုဘင်နော်လေ့ဘက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်နှီးပညာကဏ္ဍမှာတင်ဆက်နေကြစီဇန်လေးတိုင်း Bitcoin ငွေကြေးထဲမှာတနည်းအားဖြင့် cryptocurrency ငွေကြေးစနစ်ထဲမှာအသုံးပြုကြတဲ့နှီးပညာအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်အရင်တစ်ခေါက်က cryptographic hash function ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ဒီခါမှာတော့ဒီ Bitcoin ထဲမှာပါဝင်တဲ့ digital signature လေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာလိုတိုင်းဘာသာပြန်မယ်ဆိုရင်တော့ digital လက်မှတ်အနည်းအားဖြင့် digital နည်းစနစ်ဖြင့်ထိုးသောလက်မှတ်လို့ဘာသာပြန်နိုင်ပါတယ်အပြင်ဘက်လက်တွေ့ဘဝမှာလက်မှတ်ရေးထိုးခြင်းဆိုတာဆာရွက်စာတမ်းမှာပါဝင်တဲ့အချက်လက်တွေကိုကျွန်တော်တို့ကသဘောတူလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ထိုးရတာဖြစ်ပါတယ်။ဒါကိုလည်းမိတ်ဆွေတို့သိကြမယ်ထင်ပါတယ်ဗျ။ဒါပြင်လူလူချင်းစီရဲ့လက်မှတ်ဆိုတာဟာသူ့ရဲ့ကိုယ်ပိုင်သင်္ကေတာလေးဖြစ်ပါတယ်။ဒီလိုပါပဲကျွန်တော်တို့အင်တာနက်ပေါ်မှာလက်မှတ်ရေးထိုးတယ်ဆိုတာဟာတစ်ဖက်နဲ့တစ်ဖက်သဘောတူထားတာတွေကိုမှန်ကန်မှုရှိမရှိစစ်ဆေးပြီးတော့လက်မှတ်ရေးထိုးကြခြင်းဖြစ်ပါတယ်။ဒါပြင်အသုံးပြုသူတူးချင်းစီရဲ့လက်မှတ်တွေဟာ တင်စားပြောရမယ်ဆိုရင် digital lab way လို့တော့ပြောလို့ရပါတယ်။အဲလိုဆိုတော့တယောက်တယောက်အရင်ကို unique ဖြစ်ပြီးတော့ဒီတယောက်ရဲ့ဟာကိုနောက်တယောက်ကလည်းတူတူမြတာဟာမျိုးဆိုတာဖြစ်ပါရဲ့ဗျ။ဥပမာပြောမယ်ဆိုရင်မောင်စိန်နဲ့မောင်လိုင်တို့ကစာရုပ်ချုပ်ရဆိုကြပါဘူး။မောင်စိန်နဲ့မောင်လိုင်တို့ကဒီစာရုပ်ထဲမှာဘာတွေကိုသဘောတူကြမယ်ဆိုတာကိုအပြစ်မှာပြောထားကြပြီဖြစ်ပါတယ်။အဲမဲ့မောင်စိန်နဲ့မောင်လိုင်ကတနင်္လာနေ့နေ့တော့အဝေးဖြစ်နေတဲ့ခါကျတော့ဘူဂူရန်တွေ့ပြီးတော့မထိုးနိုင်ဘူး။အဲကြောင့်မို့ ဟိုအင်တာနက်ပေါ်မှာပဲလက်မှတ်ရေးထိုးကြမှာပေါ့ဗျာဒီတော့မောင်စင်ကစပြီးတော့စာချုပ်မှာလက်မှတ်ထိုးပြီးပို့လိုက်ပါတယ်အင်တာနက်ဆိုတာတော့ခဏခဏပြောခဲ့သလို public network ကြီးဖြစ်တာကြောင့်လူလိန်တွေကအချိန်အချိန်မီဝင်ရောက်ပြောင်းလဲနိုင်ပါတယ်ဆိုကြပါစို့လူလိန်တူကဒီစာချုပ်ထဲမှာဈေးနှုန်းဝင်ပြင်လိုက်ပြီးတော့ဒီဘက်လက်ခံသူဘက်ကိုရောက်ရှိလာပြီဆိုရင်ဒါဟာလက်မှတ်ထိုးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကိုပြည့်ပြည့်သွားပြီလို့ဆိုနိုင်ပါတယ်ပြည့်ပြည့်သွားပြီပေါ့နော်ဟောပြောစာချုပ်ကအချက်လက်ကအပြစ်မှသဘောထားတဲ့အတိုင်းမဟုတ်တော့ဘူးဒါကြောင့် ဒီဂျစ်တယ်စိကနေချာကိုစကားဝါနီလန်ခရစ်တိုဂရဖီကိုအသုံးပြုပြီးတော့ဒီလိုမျိုးလူတွေနေတိုက်ခိုက်ရန်တိုက်ခိုက်တဲ့အခါမှာအလွန်အလွန်ခက်ခဲအောင်မျိုးပုံစံမျိုးနဲ့အသုံးပြုထားတာဖြစ်ပါတယ်။ဒါဆိုဘလို့ဆောင်ရွက်ထားသလဲတစ်ချက်ကြည့်အောင်ဒီဂျစ်တယ်စိကနေချာထိုးဖို့ဆိုရင် ပထမဦးစွာ key နှစ်မျိုးလိုအပ်ပါတယ်။မိဆွေကလက်မှတ်ထိုးမဲ့သူဆိုရင်မိဆွေအရင်ဆုံးဒီ key နှစ်မျိုးရှိရပါမယ်။အဲ key တွေကတော့ private key နဲ့ public key လို့ခေါ်ပါတယ်။ private key ဆိုတာ ကိုတူးတဲတာတိရဲ့ key ဖြစ်ပြီးတော့ public key ဆိုတာကတော့လူတိုင်းသိနိုင်တဲ့ကိုယ့်ရဲ့ key မျိုးပဲဖြစ်ပါတယ်။အခုတော့ကိုယ့်ရဲ့ key တွေရောနော်။အရင်ကဗီဒီယိုတွေကိုကြည့်ဦးတယ်ကျွန်တော် fan တွေဆိုရင်တော့ဒီဇကဝါ cryptography ကြောင်းကိုကျွန်တော်ရှင်းပြတော့ပြောခဲ့တာလေးကိုကြားဖို့မှထင်ပါရဲ့ဗျ။ cryptography ကိုအသုံးပြုတဲ့အခါမှာတစ်ဖက်လူကကျွန်တော်ထွက်လိုက်တဲ့ဒီဇကဝါကိုဖော်ဖို့အတွက်ဆိုရင် key တိဖို့လိုအပ်ပါတယ်။ digital signature မှာအသုံးပြုတဲ့ဇကဝါနီးလန်းသည်ဇကဝါဖွက်သူဘက်ကတော့ကြီးကကျတော့ကျွန်တော်စကားဖတ်တယ်လို့ဆိုကျွန်တော်စကားဝတ် ွက်တဲ့လူကျွန်တော်မှရှိတဲ့ key က private key ဒီစကောကိုဖော်မယ်ဆိုရင်ဖော်တဲ့သူဘက်ကလိုအပ်တာက public key ဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဘာကိုစကောကဖွက်ပါလဲလက်မှတ်နဲ့ဒီစကောကဘယ်လိုပတ်သက်နေတာလဲဆက်သဖြင့်မိတ်ဆွေတို့စဉ်းစားနေကြပြီချင်ပါတယ်။ဟိုဖြည်းဖြည်းချင်းရှင်းမှနားလည်မှာမဟုတ်ဘူးတစ်ချိန်တစ်ချိန်နားလည်အောင်ကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်။အပေါ်ကဥပမာတိုင်းပြန်ပြောကြည့်အောင်မောင်စိန်ကစာချုပ်ကိုလက်မှတ်နဲ့တကွမောင်နှိုက်စီကိုပို့ရမှာဖြစ်ပါတယ်။လက်မှတ်ဒီ စာချုပ်မှာပါတဲ့အချက်များကိုသဘောတူပါသည်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းဖော်ဆောင်ရမှာဖြစ်ပြီးတော့တစ်ဖက်ကမောင်လိုင်ကလည်းစာချုပ်သည်ဂျားလူတို့ကဝင်ပြီးပြောင်းလဲထားခြင်းမရှိကြောင်းစစ်ဆေးအတည်ပြုနိုင်ရမှာဖြစ်ပါတယ်။မောင်စိန်မှာလက်မှတ်ထိုးဖို့အတွက် key နှစ်ခုရှိပါတယ်။ private key နဲ့ public key ပေါ့နော်။ပထမဦးစွာစာချုပ် file ကို cryptographic hash machine လို့ခေါ်တဲ့ဒီ hash machine ကိုဖြတ်တန်းစေပြီးတော့ digest တစ်ခုကိုရယူလိုက်ပါတယ်။ကျွန်တော် cryptographic hash machine အကြောင်းကိုအရင်ကတည်းကတင်ဆက်ထားပြီးဖြစ်ပါတယ်။ မကြည့်ရသေးဘူးများတော့ရောက်ကြည့်ရှုနိုင်ပါတယ်ဗျအဲရလာတဲ့ digest ဒီ hash fashion တစ်ခုရဲ့ဂုံတက်တွေနဲ့ပြည့်စုံနေမှာဆိုရင်ဒီစာချုပ်တွင်းကတစ်လုံးတစ်ပါးကစကလုံးတွေတစ်လုံးပုံမာတဲ့ပုံမာကြီးနဲ့အဲ့ဒါလေးရစပြောင်းလဲရုံနဲ့ပြောင်းလဲရုံလေးနဲ့မတူညီတဲ့ digest တစ်ခုဖြစ်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်ရလာတဲ့ digest ကမှ digest ကမှကျွန်တော် private key ကိုအသုံးပြုပြီးတော့စကောဝအဖြစ်ပြောင်းလဲလိုက်မှာဆိုရင်အဲ့ဒီစကောဝကိုကျွန်တော်လက်မှတ် signature လို့စတင်ခေါ်လို့ရပြီဖြစ်ပါတယ် ဒါကြောင့်လည်း private key ကိုဒီ bitcoin ထဲမှာဆိုရင် signing key လို့ခေါ်ကြတာလည်းဖြစ်သွားရင်ပြအဲ့တော့စာချုပ်ရဲ့လက်မှတ်ရကိုမောင်ဆိုင်မောင်ဆိုင်ကပေါ့နော်မောင်လှိုက်စီကိုပို့လိုက်ပါမောင်လည်းကနေမှာမောင်ဆိုင်ရဲ့ဒုတိယ key ဖြစ်တဲ့ public key ကိုအသုံးပြုပြီးတော့စကဝတ်ကိုခေါ်ရမှာဖြစ်ပါတယ်ပေါ်လိုက်ပြီဆိုပါလို့အဲ့ဒီစကဝတ်ရဲ့အဖြေကသင်ပြောရင်မောင်ဆိုင်ခုနကလုတ်လိုက်တဲ့ digest ဒီဒီစကဝတ်ပေါ်လိုက်ရဆိုတာဒီရဝတ်ဖြေစကဝတ်အဖြေက ကျွန်တော်ကမောင်စိန်လုပ်ရတဲ့ digest ပဲဘာလို့ digest ကိုသူကစကောဖွဲ့ပြီးတော့ပို့လိုက်တယ်အဲပို့တော့ပြန်ဖြီးတဲ့ခါကျတော့ဒီ digest ပဲပြန်ရမှာပေါ့နော်အဲ့တော့မောင်လိုင်ကနေမှသူဒီလက်မှတ်နဲ့အတူတွဲပါလာတဲ့စာချုပ်ကိုထုံနေသူပဲဒီ hash machine ထဲကိုဖြတ်တန်းစီပြီးတော့ digest နှစ်ခုကိုနှိုင်းရှင်ကြည့်ပါတယ်အတူနေပဲဆိုရင်တော့ဒီစာချုပ်ကိုသဘောတူကြရဲဆိုတာမှန်ကန်ပါတယ်ကဲလို့မြန်နေနေလေးကွက်နေနေမဟုတ်ပါတော့သူနေနေပြောနေတယ်သူအများကြီးကွဲပါတယ်ဒါဆိုဒီ digest နှစ်ခုကမတူးဆိုရင်တော့ဒီစာချုပ်က မောင်စိန်လက်မှတ်ထိုးထားတဲ့စာချုပ်နဲ့ကော်ဟမှုရှိနေတယ်ဆိုတော့သိရှိမှာဖြစ်ပါတယ်။ဒါကြောင့် public key ကို verifying key လို့ခေါ်ကြတာပဲဖြစ်ပါရဲ့ဗျ။အထုံနည်းတူမောင်လှိုင်ကလည်းလက်မှတ်ထိုးပြီးတော့ဒီမောင်စိန်ဘက်ကိုပြန်ပို့မယ်ဆိုရင်သူ့မှာရှိတဲ့မောင်မောင်လှိုင်မှာရှိတဲ့ private key ကိုအသုံးပြုပြီးထိုးရမှာဖြစ်ပါတယ်။မောင်စိန်ကလည်းဒီမောင်လှိုင်ထိုးရတဲ့အော်မှန်မှန်မှန်စစ်ဖို့ဆိုရင်ဒီမောင်လှိုင်ရဲ့ public key ကိုအသုံးပြုပြီးတော့စစ်ဆေးတည်ပြုရမှာဖြစ်ပါတယ်။ public key ဆိုတာအများကမြင်တွေ့နေတာကြောင့်ဒီစာချုပ်မှာပေါင်းရတဲ့ digital signature စကားဟောကိုလူတိုင်းကဖြည့်ကြည့်လို့ရနိုင်ပါတယ်။ပြီးတော့ဒီအခါမှာလည်းဒီမောင်စိုင်းရဲ့လက်မှတ်ဟုတ်မဟုတ်ကိုလူတိုင်းကဝိုင်းပြီးတော့အတည်ပြုနိုင်အောင်အတည်ပြုနိုင်အောင်စီစဉ်ထားရတယ်ဖြစ်ပါမယ်ဗျ။အဲ့တော့ဂျားကလူလင်တယောက်အနေနဲ့ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ဗျာ။စာချုပ်ထဲကဘဏ်အချက်အလက်တွေကိုဒီလူလင်ကပြင်နေတယ်ဆိုပါဆိုပထမဦးစွာစာချုပ်ကိုပြင်ရပါမယ်။ပြင်ပြီးရင် hash တန်ဖိုးရအောင် လုပ်ရပါမယ်။ရတဲ့ hash ကိုစကားဝဖတ်ဖို့ရာ လက်မှတ်ထိုးသူရဲ့ private key ကိုတီးရပါမယ်။ဒါပေမဲ့တီးဖို့ရမဖြစ်နိုင်ပါဘူး။ဒါကြောင့်လက်မှတ်တူထိုးဖို့ရအခက်အခဲကြီးမားစွာရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကတော့ digital signature ဆိုတဲ့အရာလေးရဲ့အသုံးပြုပုံလေးဖြစ်ပါတယ်။အဲသူ့ရဲ့အောက်မှာသူ့ပြောရင်အောက်မှာဆိုသူ့ရဲ့အနောက်မှာပေါ့နော်။နတ်နဲစွာအလုံးလုံးနေတဲ့တင်ချာညီမြချင်းတွေအများစွာရှိနေပါတယ်။ဒါတွေကိုကြောပြရမှာတော့ဘယ်တော့မလွယ်ဘူးပေါ့ဗျာ။အဲအเจ้าမှာတင်ချာတင်ခဲ့တာ ဘာမှအသုံးမဝင်ဘူးလို့ပြောနေတဲ့မိတ်ဆွေတွေကိုဒီလိုဟာလေးတွေနဲ့ကျွန်တော်တစ်ခါတစ်ခါတစ်ခါတည်းတော့လဲမိတ်ဆက်ပေးကြည့်ကြပါသေးတယ်။အဲဒါထားပါတော့ digital signature ဆိုတာ bitcoin မပေါ်ခင်ကတည်းကရှိနေတဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့ bitcoin ဆိုတဲ့ cryptocurrency ပေါ်လာပြီးတဲ့နောက်မှာလူတွေက bitcoin နဲ့အတူပေါ်လာရဆိုပြီးအမှန်မှားနေကြတာကိုလည်းတွေ့မိပါတယ်။တကယ်ကအဲ့လိုမဟုတ်ဘဲနဲ့ bitcoin မပေါ်ခင်ကတည်းကဒီ digital signature scheme တွေကရှိနေနေပြီးသားဖြစ်ပါတယ်။ အဲ့ဒါ Bitcoin လို cryptocurrency မှာကျတော့ပို့ပြီးအသုံးပြုရတာများတာကြောင့်လူတီများလာခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော် Bitcoin နဲ့ပတ်သက်ပြီးတော့လည်းဒီ Bitcoin တီထင်သူစာတော်ရှိ Nakamoto ရဲ့ white paper ဆိုတဲ့စာတမ်းလေးကိုမြန်မာလိုကျွန်တော်စူးစမ်းပြီးဘာသာပြန်ထားတာလည်းရှိပါတယ်။အရင်ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောပါတယ်ဗျ။အဲ့တော့ဒီအဲ့ဒီသူ့ရဲ့ငူရင်းစာတမ်းကိုကျွန်တော်မြန်မာလိုဘာသာပြန်ထားတာလေးကိုဖတ်ကြည့်ခြင်းနဲ့ဆိုရင်တော့ဒီ description မှာကျွန်တော် link လေးပေးထားပါတယ်။အဲ့ link မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။အဲ့တော့မေးချင်တာရှိမယ်ဆိုရင်လည်း အားမနာတဲ့ comment မှာမေးလို့ရပါတယ်ဆိုတော့ပြောချင်ရင်လည်းဒီတစ်ပတ်တော့နားပါအောင်ပါဗျာ